အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ31ရက်စီးရီးသတင်းကောက်လို့30ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းညောင်မြို့နယ်ဝင်းကျင်ထဲမှာတော့မက်ဆီကိုက်တော်တော်များများလေးရလိုက်ပါတယ်ညဆို9ဒါဇင်ဝင်းကျင်လောက်ရှိပါတယ်ယခုလ28ရက်ညနေပိုင်းမှာ ငတရောက်မြို့အရှိတောင်ဘက်6ကီလိုမီတာဝန်းကျင်အကွာပိုရင်းရွာအနီးမှာထိတွေ့မှုတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်29ရက်နေ့မနေ့အစောပိုင်းမှာတော့ကျမ်းဘက်တဟာပိုရင်းရွာဘက်ကိုစူးဖွဲ့မှုပြုလုပ်ပြီးစစ်ကြောင်းလိုက်တက်ဖြန့်လာပါကျော်ပလဲနဲ့အိုရင်းရွာကြားရောက်မှာတော်လိုက်တက်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ပေပါမိုင်းဒါမှမဟုတ်ဗရေဒါမိုင်းအတွဲလိုက်ထောင်ထားပုံရပါတ 62ယောက်တိတိမှောက်သွားပါတယ်စစ်ကြောင်းဟာချက်ချင်းနောက်ပြန်ဆုတ်သွားရပြီးရွာပလဲဖုံးကြီးเจ้าမှာယာယီအခြေပြုနေခဲ့ပါတယ်အင်အားပြည်တွေချက်ချင်းရောက်လာပြီးစုစုပေါင်းခံမန်းအင်အား900ဝန်းကျင်လောက်ရှိနေနိုင်ပါတယ်ကျေးဇူးစစ်အင်အားတွေများပါလိမ့်မယ်မိုင်းဖြစ်စင်မှာအဲ့ဒီလောက်လူပါလို့များလဲဆိုတော့ချစ်နိုင်မဖြစ်နိုင်စဉ်းစားပြချက်ကြည့်ပါလေ အဆိုပါနေနေမှာချမ်းပဲစစ်ကြောင်းတွေဟာဒေသခံချင်းရွာတွေကိုပဲနေပြင်းရှင်းစစ်ကြောင်းထိုးပြီးဒေသခံတွေကကြောက်လန့်ပြီးထွက်ပြေးဒါကိုပဲအောင်ပွဲခံနေကြတာဖြစ်ပါတယ်။ဥဒီရန်သူကြီးကြီးမားမားမရှိနိုင်ဘူးဆိုတဲ့စိတ်နဲ့ရှင်လောင်းလဲသလိုတပြွတ်တမကြီးလမ်းလျှောက်နားတဲ့အခါမှာလဲတစုတဝေးလဲနားကြလို့ရပါတယ်။အချမ်းပဲတော့ကိုဥမာပေးပြီးပြောပြနေခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းကြုံလာရတဲ့အခါဒါမှမဟုတ်ဒေသခံကာကွယ်စစ်ကြောင်းတွေနဲ့လမ်းကြုံလိုက်ရတဲ့အခါတယောက်နဲ့တယောက်ဝေဝေလှမ်းလှမ်းကနေလိုက်ပါမလိုအပ်ဘဲတယောက်နဲ့တယောက်ပူပူကပ်ကပ်မနေမိပါစေနဲ့နားတဲ့အခါမှာလည်းထိုနည်းအတူတူပါပဲပြွတ်သိပ်ကြံ့ညံ့နေရင်စလုံးစာမိသွားမယ်လို့ဆိုပါတယ် ယခုအကြမ်းဖက်စစ်ကြောင်းကတော့တလုံးစာမိသွားခြင်းပဲဖြစ်ပါတယ်နောက်တစ်ချက်ကအကြမ်းဖက်တာဂျန်မာနဲ့ဒရုန်းကတ်တွေဖြန့်ထားတဲ့အတွက်ရမှုမိုင်းကိုအလေးမထားတော့ဟန်တူပါတယ်ဒီဖြစ်စဉ်မှာတော့ရမှုမိုင်းမဟုတ်ပဲအနီးကစောင့်ကြပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်လို့ယူဆရပါတယ်ဒါကြောင့်အချမ်းမဲ့တက်ကဤပညာမြင့်နေပါသေးမိမိဘက်က လုံရဲ၊ကံရဲ လောက်ကြကင်ရဖို့သာလိုအပ်ပါတယ်စစ်တော်ဤတော်သည်အင်အားနည်းသည်များသည်မဆိုတာလောက်ဤကင်တာအဓိကကြတယ်လို့အဆိုရှိပါတယ်နေပြည်တော်ရွာပလဲနဲ့အိုရင်းဒေသခံတွေကတော့ပုတ်ပါနဲ့တထိန်ရွာဘက်ကိုထွက်ပြေးတင်းရှောင်နေကြပြီဖြစ်ပါတယ် အကြံဖက်တာကတော့မြေပြင်စစ်ကြောင်းထိုးတာကိုရပ်ဆိုင်းထားပြီးဒရုန်းနဲ့ကင်းထောက်မှုဘုံချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် transformer ကိုထိမှန်မိလောင်ပြီးနေအင်းဒရာစင်ကမိလောင်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မန္တလေးနီးတဝိုက်ကိုကြည့်ကြမယ်ဆိုရင်ရွှေဘိုကြောင်မြောင်းဒရာကျိုးသွားတဲ့အတွက်အကြံဖက်တိုက်ရဲ့အစင်ကူးမယ်ရာတပိတ်ချင်းတိုက်စစ်ဟာတစ်မျိုးတစ်ပုံပြောင်းလဲသွားပြီဖြစ်ပါတယ်။ ရှင်ဘူးမျိုးနဲ့ဟာတရားမဝင်ရွေးကောက်ပွဲမပြုတ်လုံနိုင်တော့ဘူးလို့ဝေခံထားရပြီဒါဖြစ်ပါတယ်ဒုတိယရင်မှာပါဝင်လာတဲ့မရယာမျိုးနယ်ကိုလည်းအချမ်းဖက်တာဟာအပြည့်ဝထိန်းချုပ်နိုင်မှု အနည်းငယ်သာလိုတော့တယ်ဆိုပေမဲ့အခက်အခဲဆုံးအပိုင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်တရိုင်းချင်းနယ်မြေမှာလည်းဖော်ရလန်းလုံးကိုရရှိထားပြီးဖြစ်ပေမဲ့ဇေယကွင်းချောင်းကြီးဘက်ကစစ်ကြောင်းတွေနဲ့လက်ချင်းမချိတ်မိသေးပါဘူး။ ။နောက်တစ်ချက်ကမိုးကုတ်ကိုတီအန်အန်ရဲ့တက်ပြီးပြန်ပြီး ရုပ်သိမ်းသွားမယ်ဆိုပေမဲ့လက်တလုံးအနေထားရအချမ်းဖက်တက်ဟာမြို့ထဲကိုကော့ဘက်ကော့ဘက်နဲ့ဝင်လာလို့မရပြန်ပါဘူး။နာရီနဲ့မှလည်းအလဲပိုင်းတိုင်းစစ်တာနာချုပ်စစ်တိုင်းမှုတင်မဲ့လက်ခင်ဗျာနှစ်ဖူးပေါ်လက်တင်စဉ်းစားမိရင်ငါလေးရှင်မောတယ်ဖြစ်နေရပါပြီ။ဘဘမာတော့ကစစ်ရဲရင်နှစ်စီးပြစ်ခတ်ခံရချိန်မှာလည်းဒီလိုမျိုးဖြစ်ခဲ့ရမှာပါ ဂျန်နာသင်္ခါရဆိုတာမန္တလေးတိုင်းရဲ့စကိုင်းတိုင်းအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သူတဝက်ကိုတဝက်မပိုင်ကြဘူးဆိုပေမဲ့စိုင်းတယ်ဆိုတာခံစားနေကြရတယ်ဖြစ်ပါတယ်မိုးကုတ်ကိုဆက်တယ်မဲဆိုတဲ့အုံဒီလန်ဝဲကနေမိုင်းလုံးလာတိရောက်နေတဲ့စစ်ကြောင်းတွေဟာမိုးကုတ်မြို့ကသာတကယ်တမ်းခံစစ်ဆင်မဲ့ဆိုရင်ဒီစုဖွဲ့တွေကတော့နောက်တမိုးလောက်ဆောင်းအောင်မှာဖြစ်ပါတယ် လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာအလို့အကံရှိဖြစ်သွားခဲ့တဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကိုမိုးကုံနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတဲကမိုးကုံမြို့ကိုပါငွေငါထည့်ရလိုက်တယ်လို့အစ်စ်တာဝန်ပေးထားပါတယ်နန်းဝင်းထဲမှာခုံလုံးနေတဲ့စစ်တိုင်းမှုကတော့မိုးကုံဟာအစီတဝင်းဝင်းဖြစ်လာခဲ့ပြီးမှအရေးပေါ်စစ်ကူးနယ်မြေဘက်ကိုပြောင်းလဲလိုက်တဲ့အတွက်မတင်မကျဖြစ်ခဲ့ရပါဘူး ယခုလက်ရှိစီးရီးအကြောင်းလည်းဖြစ်လာတဲ့မိုးမုတ်မိုးမိတ်နေကြီးဟာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းစစ်ဌာနချုပ်၄ခုစုံရက်နေရာဖြစ်ပါတယ်စစ်စီးရီးထူပွဲဆိုရင်လည်းအမတ်၁အမတ်၂အမတ်၅ဆိုတဲ့အတွက်အဖေ၃ယောက်အသား၄ယောက်ဖြစ်နေတာကိုတွေ့ရပါတယ် ဆရာများ သားသေးဆိုသလိုမြေပြင်ထိတွေ့မှုတွေလည်းပြင်းထန်လာနိုင်သလိုအကျန်းဖက်စက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့မိုးကုတ်မိုးမိတ်မှပဝင်းကျင်နေရာအနှံ့မှာအချိန်တိုင်းဒီပါရှိလာနိုင်ပါတယ်စေဘူးတပိတ်ချင်းနယ်မြေမှာလုံခဲ့တဲ့ရက်တတပတ်၃ပတ်လောက်ကလေးကတော်လိုက်တပ်ဖွဲ့တွေကတိုက်ခိုက်အနေပြင်တပ်တွေအချိန်ကြောင်းလှုပ်ထားတာဖြစ်တဲ့အတွက်စင်ကူးနယ်မြေဟာမြေပြင်ထိတွေ့တိုက်ပွဲအကြီးမားဆုံးဖြစ်လာနိုင်ပါတယ် ဂျမန်လေးဟာမိုးဘုတ်ဖော်တော်လန်းဆုံးဘယ်ချန်ကတရားတစင်းကျိုးခဲ့ပါတယ်ဂျမန်လေးညနေပိုင်းမှာပဲရှင်းဦးမျိုးတွေရဲ့နာမည်ကြီးလက်ပံလာရွာကိုဒီကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်နဲ့စိုးစိုးဝါဝါတိတိကျကျပြုလုပ်သွားတာရှိပါတယ်ဂျော်ဝဲစိန်ဘုဆောင်ရင်လေမောကလေအချိန်ချင်းခါကသေချာကြည့်ပြီးကမှရွာလေတက်တယ်ကိုကြီးပဲ ဖုန်စီလေးလုံးပြစ်ချတက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒေသခံပြည်သူတွေအထီးကအဖိတ်စင်တတော်ကြီးကိုများတယ်လို့ဂျမန်နေ့ညနေယခုအတန်အတွင်းချင်းကတဲ့ကကနဦးသိရှိထားရပါတယ်။ဆရာရင်ဘိုးဘုံနေမြေရဲ့သူကြတဲ့ဟာမြေဒီဘက်ကပဲထိန်းချုပ်ထားသည်ဖြစ်စေငယ်မြေကံပြည်သူလူထုဟာအကြမဲ့စစ်တပ်ကိုလက်မခံလို့ဆွတ်ခွာသွားခဲ့ပဲဆိုရင်တော့စီးပွားရေးသမားတွေကတော့ယခု စင်ကူးနယ်မြေမှာလိုပဲရောက်လာ နေလာကြအောင်မှာပဲဖြစ်ပါတယ်ဗရမမြေရဲ့မြေပြင်တိုက်ပွဲကတော့အရှမ်းမြောက်ကိုလွန်လာတဲ့အချမ်းဖက်စစ်လိုင်းကိုရိုက်ချိုးနိုင်မဲ့စစ်မျက်နှာဖြစ်နေမလားလိုင်းကြီးလျှောက်ဖြစ်မလားနေမောက်နေမလားဆိုတာကတော့လေချောင်းရေးတာမှုသာမရှိခဲ့ပါလင်မိုးမိတ်နဲ့မိုးကုတ်ကတော့နိုဝင်ဘာလမကုံမချင်းအချမ်းဖက်တန်းဟာအနာကတ်လို့ရနိုင်ကြီးမရှိနိုင်ဘူးလို့ပဲခံမှန်းရမှာဖြစ်ပါတယ် ကချင်ပြည်နယ်မိုးကြီးနယ်ဖားကမှာတော့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့တပ်မဟာရှင်းနဲ့တပ်မဟာဘုတ်ကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ထားတာကိုတွေ့ရပါတယ်။ဖားကဟာရွေးကောက်ပွဲလွတ်ဖို့အတွက်နောက်ဆုံးအရစ်ကိုပို့ထားရတယ်လို့မန်စီမိုးမောက်မြို့တွေကိုပြန်လည်ရရှိနိုင်မှုအတွက်ဖီအားတွေပေးစမ်းကြည့်နေတာဖြစ်နိုင်တယ်လို့ပဲခန့်မှန်းရပါတယ်။တရုတ်နယ်စပ်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်လာပြီးနောက်ပိုင်း ကူမင်းဆွေးနွေးပွဲတွေရှိလာနိုင်တယ်လို့သတင်းခန့်သက်သက်ထွက်နေပြီမဲ့ဖြစ်နိုင်ကြီးနေပါတကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်တော့မြစ်ကြီးနားကိုပဲရွေးချယ်ကြဖို့များပါလေမဝေးတိုင်းတွေမှာတော့နော်ရာနာကိုဖျက်ပြီးစစ်ရင်လမ်း20အင်အား40ဝင်ရောက်လာတာရှိပါတယ်အစပိုင်းအရာတွေကအမှန်20နဲ့ကာဝေးပစ္စည်းစက်ရုံမှာအခြေပြုဖို့ဖြစ်ပါလိမ့်မယ် အမန်နဲ့ဆက်နေကာဝေးပစ္စည်းဆိုင်ကနေနောက်မြောက်ပိုင်းတိုင်းစစ်ထာနာချုပ်တို့ယခုနှစ်မကုန်မီပို့ဆောင်ရမယ့်အစ်ပစ္စည်းရှင်နန်းအစုဖွဲ့ကျော်တင်ရောက်ရှိထားတာလို့သိရှိရပါတယ်စိတ်ပြုမျိုးနဲ့ရေရွက်ကြီးရမှာညာရီအခြေပြုခဲ့တဲ့အင်အားတရားဝင်းကျင်စီစစ်ကြောင်းကတော့မြောက်ရတ်တို့ဥတီချီတက်နေတာကိုတွေ့ရပါတယ် ပခုံမျိုးနဲ့တန်းကြီးတောင်ကြီးဘက်ကိုညာဦးဘက်ကန်းက၄၄လေးစီအင်အား330ဝန်းကျင်ကရောက်ရှိလာတာရှိခဲ့ပါတယ်။စစ်ကြောင်းတွေရဲ့လာရောက်ကတော့ကံမမြစ်ခြေဘက်ကိုမြေပြင်စစ်ကြောင်းထပ်မံဝင်ရောက်လာတာဖြစ်ပါတယ်။အစောပိုင်းစစ်ကြောင်းကမြေရှိဘက်ကန်းညာဦးဘက်ကစစ်ကြောင်းနဲ့အချိန်ဆက်ယူထားပုံရပါတယ်။ မင်းမှုမျိုးနယ်အတွင်းကနေ CNN လေးဒီအင်အားတရာဝန်ကျင်ကဟာစကူးမျိုးနယ်လက်ဘရော့ရဲစခန်းကိုအင်အားပြေထားတာကိုတွေ့ရပါတယ်။နိုင်ငံစစ်မျက်နှာမှာတော့စုံကုန်းခြေဆိုင်အမြောက်တရားပုံမှန်အတိုင်းပြစ်ကူပေးနေတဲ့ဆိုတာပဲတွေ့ရပါတယ်။အကြမ်းဖက်တဲ့ဟာမင်းမှုငဖက်ဒေသကိုခံစစ်တွေကနေလှုပ်ရှားခံစစ်အတွင်ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ နိုင်ငံပြမစကားကိုမကြသေးအသေးတံကာဝင်နေစမှာငဖဲတက်နေဟာကြောမလုံးဖြစ်သွားကုန်ရပါတယ်ကမာလုံးစကားကိုအဓိကတိုက်စစ်တပွဲရောင်ပြတိုက်စစ်ကိုခုခံရင်ပူပေါင်းတပ်တွေရဲ့လူလားချက်ကိုသိလိုက်ရချိန်မှာတော့နောက်ကျသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်ဆာဗီနယ်မြောက်ပိုင်းမှာ TNL တို့ယာယီအပြစ်ဆိုင်လာတဲ့ပတ်သက်ပြီးစစ်ရေးနေထားရဘလို့ဖြစ်လာနိုင်မလဲ ကိုကန်တက်တွေအပြည့်ရလိုက်ချိန်ဘလို့ဖြစ်ခဲ့ပါသလဲအကြမ်းဖက်တပ်ရဲ့ဥတီရန်သူတစ်ဖွဲ့ရော့သွားပါတယ်ကိုကန်တက်တွေစပြီးအပြည့်ရလိုက်ကလေးက TNL နဲ့ပူပေါင်းဖွဲ့တွေဟာအကြမ်းဖက်တပ်ရဲ့တစ်ဖက်သက်တိုက်စစ်ကိုကြံ့ညာခံပြီးလာခဲ့ရတာဖြစ်ပါတောင်ခမ်းမှာနောင်ကြိုခံစစ်မှာလည်းတော်တော်များများပေးဆက်ထားခဲ့ရတယ်လို့ခံမှန်းတွက်ချက်ရပါတယ် နောက်ကြုံမသည်ကြောင်မဲ့သည့်ကြမ်းကြမ်းတမ်းခံစစ်ဆင်နိုင်ခဲ့ပြီမဲ့ကြောင်မဲ့အလွန်မာတော့အပြော့စားပြုလာတာကိုတွေ့ရပါတယ်ဒီဘက်လိုမှာတော့ကြမ်းမဲ့တရရဲ့ခြေစစ်ဟာပေါ်ပါလေမြန်လာတာကိုမြင်ရပါတယ်အကြမ်းဖက်တရဲ့မိစားနေတဲ့ဟာလဲ CNN ရဲ့နောက်ပိုင်းနယ်မြေတွေအထိအကြောင်းမဲ့ဖြည့်ဆည်းမှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်လာခဲ့တာဟာလဲဖီအားတရဖြစ်ပါတယ် ချန်ပီယံညောင်ပိုင်းတစ်ဖွဲ့လုံးမှာချန်ပီယံတာမြေပြင်ထိုးစစ်ဆင်စရာမရှိတော့သလိုလေချောင်းတက်ခိုက်မှုလည်းမိုးကုတ်မိုးမိတ်နှမြုပ်မှုကြံလဲရရှိခြင်းနဲ့အတူရှင်းနာလိုက်ရပြီဖြစ်ပါတယ်လက်ရှိနေတာရာချမ်းမြောက်မှာရှိနေတဲ့တပ်တွေကိုအချမ်းဖက်တပ်ကပြန်ပြီးနှုတ်လို့မရသေးပေမဲ့အင်အားလုံးရင်းကလည်းထပ်ပြီးဖြစ်စရာတော့မလိုတော့ဘူးဖြစ်ပါတယ် ဒီလိုဆိုရင်စစ်ဘုံကြုံများဟာသူ့စစ်သားတွေကိုအနာပေးပြီးစစ်တော်ဆော်ခိုင်းတာမလားမဟုတ်လားပါဘူးစစ်သားအနာပေးထားလို့မရပါဘူးအနာပေးထားခဲ့လို့ယခုစစ်ပွဲတွေရဲ့အဓိကအကြောင်းတရားဖြစ်တဲ့အာနာထသိမ့်ခဲ့ခြင်းဖြစ်ပါစစ်သားအနာပေးထားရင်ပြဿနာရှာပါတယ်ဆိုတော့ အချမ်းမဲ့တပ်တွေအပူပြင်းလိုအပ်နေတာကရခိုင်တောင်ပိုင်းက၄မြို့နယ်၊ချင်းပြည်နယ်မြောက်ပိုင်းက၃မြို့နယ်၊ကချင်ပြည်နယ်က၂မြို့နယ်နဲ့မန္တလေးတိုင်းတွင်းကမရရာတပိတ်ချင်း၂မြို့နယ်ဖြစ်နေပါတယ်။ဒါကြောင့်အစိုးရအနေနဲ့ဒီဘက်ကိုဥတီတိုက်စစ်ပြောင်းသွားနိုင်ပွဲရှိနေပါတယ်။ရွှေတော်ပွဲလုံကာလတွေမှာတိုင်းရင်းသားနေပြည်တွေကိုအချမ်းဖက်စစ်တပ်ဟာထိုးစစ်တွေရန်နာထားရပြီးဆိုရင်ဘယ်လိုဖြစ်လာနိုင်မလဲလို့ရှေ့ပိုင်းတွေမှာပြောခဲ့မှုပါတယ်။ လက်ခံသူနဲ့ပါတယ်တော်လန်ကြီးဟာကြောက်အောင်ပဲပြောရင်ကူပဲမကြိုက်ကြပါဘူးလူရင်းကြိုက်လို့တော့ပြောလို့မရပြန်ပါဘူးအောင်စိတ်ပြင်းပြနေတာတနည်းအားဖြင့်မှွန်ထူနေတာပေါ့ဗျာတခြားဘာမှမမြင်တော့ဘူးလက်ရှိအရှိတရားနဲ့ကင်းကွာပြီးနိုင်လိုခြင်းစိတ်ကြီးမားသွားလို့ဖြစ်ပါတယ်။ရွေးကောက်ပွဲအလွန်ကာလတွေမှာကျွန်တော်တို့တွေဟာ နေနေသိစစ်စင်ရေးဆိုတာတဲ့တမယ်ရိုးကြစစ်ပွဲတွေရှိမနေနိုင်တော့ပါဘူးအထူးစနီးပြူပါဖြစ်တယ်ပျောက်ကြားစနီးပြူပါကိုပဲပြန်ပြီးအသုံးချရမှာဖြစ်ပါတယ်စစ်တပ်ကလည်းအရသာတွေ့လာပြီးဖြစ်ပါတယ်တော်ဘောစစ်စင်ရေးတော်ရင်းစစ်စင်ရေးဆိုတာတဲ့မြို့ပြစစ်စင်ရေးကိုအတကြလက်ကျင်ပြီးသားဖြစ်လာတာကိုတွေ့ရပါတယ်နောက်တစ်ချက်က စစ်တပ်ဟာဤပညာတိုက်ပွဲကိုစတင်ပြီးအတုံးချလာနိုင်တာကိုတွေ့ရပါတယ်။လူသစ်စစ်သားတွေဆိုပေမဲ့နှစ်နှစ်ပဲတာဝန်ရှိတယ်ဆိုတဲ့စိတ်ဓာတ်ကတိုက်လို့ခိုက်လို့စိတ်ကို မပြင်းပြရင်တောင်ရှိတဲ့တိုက်စွမ်းအားကိုညှစ်ထုတ်ပြီးသုံးလာနိုင်တာကိုတွေ့ရပါတယ်။ကျွန်တော်တို့ဒေါ်လာရင်းရာသူတွေဘက်ကလည်းလက်နက်ငယ်မျိုးစုံအပြင်အခုပြည့်လက်နက်တွေရဲ့စွမ်းပကားနဲ့ပူပေါင်းဆက်စည်ရေးတွေရဲ့အခမ်းကဏ္ဍကိုစာရေးလက်တွေ့ကျင်းပပြီးဖြစ်လောက်ပါပြီ။ စစ်ပွဲဟာရေရှည်စစ်ပွဲအနေနဲ့တွားရမှာဖြစ်ပါတယ်ဒီနေရာမှာစစ်တပ်ရဲ့အင်အားကိုအမဲ့တွေပြန်ပြီးခြွေနေရမှာဖြစ်ပါတယ်အကြမ်းဖက်လက်အောက်ခံမြေပြင်စစ်သားတွေကလည်းတောင်ပြားလမ်းနဲ့ချင်းညာတော်ဆိုတာနဲ့မြို့ပြတစ်ခွင်နယ်မြေစွန်းမိုးရေးဆိုတာကိုသဘောကျနေမှာဖြစ်ပြီးစစ်တမ်းလျောက်ကိုမပြောင်းရင်ဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့တွေ စက်ဖွဲ့ဝင်အားချင်းနှိုင်းချင်ရပါတော့တစနေ့ကမဥဆောင်လေတနိုင်ငံလုံးပါဝင်တဲ့တိုက်စစ်ကြောင့်အကြမ်းဖက်တပ်ဟာတပ်တွေပြတ်သုံးလောက်နီးနီးချက်သွားခဲ့ပါဒါကြောင့် သူတို့ဟာအချိန်မီတယ်လို့ပဲပြောရမှာပေါ့အချိန်မီစစ်မှုထမ်းဥပဒေနဲ့သူစစ်တပ်ကိုပြန်ပြီးကြားကန်လာခဲ့ပါတယ်၎င်းစစ်မှုထမ်းဥပဒေဟာ side effect အလွန်များတယ်လို့စကားတွေကပြောခဲ့ပါ အခုစေစံစပြီးပြလာတော့မှာဖြစ်ပါတယ်။နှစ်နှစ်ပြောင်းတော့မယ်စစ်မှုရန်တွေကိုဥပဒေတိုင်းထောက်ခွင့်ပေးမလား။ဆက်ဆွဲထားမလား။ထောက်ခွင့်ပေးတယ်ဆိုရင်လည်းဘယ်နည်းရောက်ထောက်ခွင့်ပေးတယ်ဆိုပြီးဝါဒချက်အောင်မှာဖြစ်ပါတယ်။စစ်မှုရန်ကလည်းနှစ်နှစ်အတွင်းလူသစ်စစ်သားဘလောက်ပြုံးသီးသလဲဆိုတာကိုပါသိခွင့်ရမှာဖြစ်ပါတယ်။ မဏိတိုင်းမဟုတ်ပဲဆက်ပြီးဆွဲထားတယ်ဆိုရင်တော့ကျွန်တော်တို့လုံးဝပျော်လို့ရပါပြီ။ထောက်ခွင့်ပေးလိုက်ပြီဆိုတာနဲ့တော်လိုင်းအတွက်ကြီးမားတဲ့ side effect တစ်ခုဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျောင်းမြန်အချိုးကျပြီးကျောင်းမြန်တက်ရောက်မှုရှိပါတယ်။ဒါဆိုရင်ကျွန်တော်တို့ຫນွေဥတပ်ဖွဲ့တွေမှာရောအင်အားအဝင်အထွက်ညကြီးရှိပါသလား အသက်ရင်တက်ခတ်ရေးအင်အားဘလောက်ချိန်နေပါသလဲကျန်နေပါသလဲစစ်တရမှုဟာနစီ၅ကြက်နမ၅ကြက်မူဖြစ်ပြီးအလဲကြရင်နမပါရောရတဲ့စနစ်ဖြစ်ပါတယ်အကြမ်းမတ်တာဟာလူသစ်စုဥပဒေနှစ်နှစ်ပြည့်တိုင်းထွက်ခွင့်ပေးခဲ့မယ်ဆိုရင် first in first out စနစ်ရတက်ခတ်ရေးအင်အား9000ဝန်းကျင်ကဟာတွေးသစ်တွေးဟာလဲနေမဲ့တက်ခတ်ရေးစွမ်းအားကိုစစ်တပ်ဟာပိုင်ဆိုင်ထားမှာဖြစ်ပါတယ် နှစ်ပြည့်လုံးမှာထွက်ခွင့်မပေးခဲ့ဘူးဆိုရင်တော့ငါတို့ဒီမတည်မချင်းစစ်တိုက်ကြရမှာပါလားဆိုပြီးအကျုံးဝင်သူမှန်သမျှအဲ့ဒီအခါကျမှအုပ်ဝါတောင်းနေတကယ်ထွက်ပြေးကြပါလိမ့်မယ်ဒါသူတို့ကိစ္စကျွန်တော်တို့ဘက်ကရောတပ်ဖွဲ့ဝင်တွေရဲ့အင်အားဖြစ်နေနိုင်မှုနဲ့စစ်စည်းရုံးချင်းအခန်းကဏ္ဍဟာရေရှည်စစ်ပွဲမှာအရေးကြီးလာခဲ့ပြီဖြစ်ပါတယ် ထောက်ပံ့ရေးပိုင်းကတော့တာဝန်ကျေလို့မကအခြေအနေနဲ့ပြည်သူတွေရှိနေပြီဖြစ်တဲ့အတွက်လောက်ခဲ့သမျှရာမုံငွေကမ်ပိန်းနဲ့ဟာဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သမိုင်းမှတ်တိုင်တွေကြီးစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါလည်းချော့ချပြလို့ကတော့လုံးဝလုံးဝမရပါဘူးဒီအပိုင်းဟာအရေးကြီးပါတယ်။ရခုနှစ်ကုန်းသို့မဟုတ်နှစ်ဆန်းပိုင်းတော့မှာတစ်ခွက်ခွက်ဟာအကြမ်းဖက်တန်းနဲ့အခိုက်တန့်အဖြစ်အပြစ်ယာယီစိုင်းလိုက်နိုင်ရပွဲရှိနေပါတယ်။ ဒီဖြစ်စဉ်တွေဟာကျွန်တော်တို့ရဲ့တာမီးစိတ်ဓာတ်ကိုအများကြီးရိုက်ခတ်မှုမရှိအောင်ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်စိုက်ပွဲတွေလည်းမကြခင်ဆက်ပြီးတော့လာနေအောင်မှာဖြစ်ပါ